6လပိုင်းဆိုတဲ့ကာလမှာညံ့နေတဲ့အရာဆိုရင်နှစ်ခုရှိပါတယ်မြစ်တာရည်နဲ့ပတ်သက်တာရည်ငွေကြေးနဲ့ပတ်သက်တာရည်အဲ့နှစ်ခုဟာ6လပိုင်းဆိုတဲ့ကာလအတွင်းမှာဒိုင်းခံပြီးတော့မှညံ့နေမှာမြစ်တာရည်နဲ့ပတ်သက်လို့ရည်ငွေကြေးနဲ့ပတ်သက်လို့ရည်အညံ့အခိုက်ကြုံရပြီဆိုတာနဲ့လူတစ်ယောက်ကစိတ်ပိုင်းဆိုင်ရာတွေအဆင်မပြေတော့အဲ့အတွက်ကြောင့်6လပိုင်းဆိုတဲ့ကာလအတွင်းမှာ အလုတ်ကန်ကိုကြည့်ပြန်တော့ကြလဲအရင်ကြီးကောင်းနေရမဟုတ်နေပြန်ဘူးဆိုတော့မြစ်တိုင်နဲ့ပတ်သက်တာကိုကြည့်ပြန်တော့ကြလဲအရင်ကြီးကောင်းနေရမျိုးမဟုတ်နေပြန်ဘူးဆိုတော့လူတစ်ယောက်ကအစင်မပြေတာမှုတွေဖြစ်သွားတယ်ဒီလိုသဘောတရားပေါ့အဲ့တော့ကျွန်တော်6လပိုင်းဆိုတဲ့ကာလာကိုစတင်ပြီးတော့မှရောက်ရှိပြီဆိုတာနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာကိုယ့်ရဲ့အလုတ်ကန်နဲ့ပတ်သက်ရင်ဘဝင်မကြနိုင်ဘူးမြစ်တိုင်နဲ့ပတ်သက်ရင်ဘဝင်မကြနိုင်ဘူးဒါလိုမျိုးဖြစ်ပြတ်တဲ့အခိုက်အတန့်မျိုးတွေများစွာကြုံနေရတတ်တယ်အလုတ်ကန်အစင်ပြေနေလို့မြစ်တိုင်ရင်ညံ့နေတာပြဿနာအကြောင်းမဟုတ်ဘူးအခုဟာ6လပိုင်းဆိုတဲ့ကာလာအတွင်းမှာအလုတ်ကန်ငွေကြီးနဲ့ပတ်သက်တာရော ကိုယ့်ရဲ့မြစ်တာကြီးနဲ့ပတ်သက်တဲ့ကံချင်နေပါအញ្ញန့်ခိုက်ကြုံနေရမှာဖြစ်တဲ့အတွက်ကြောင့်လူတယောက်မှအရေးကြီးဆုံးကအိုက်နှစ်ခုပဲရှိရအိုက်နှစ်ခုကညံ့နေမယ်ဆိုတဲ့အနေထားမှာတော်တော်များများအစစ်မပြေအောင်မျိုးတွေဖြစ်သွားရတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာအယံ့အားနေသွားတတ်တယ်ဆိုတဲ့အနေထားမှာကိုယ့်ရဲ့စိတ်ထဲမှာအားငယ်စရာကောင်းတဲ့အဖြစ်ပြက်မျိုးတိမ်ငယ်စိတ်ဝင်မိသွားတဲ့အခိုက်အတန့်မျိုးငါအရင်လိုမဟုတ်တော့ပါလားငါအရင်လိုကြိုးစားနိုင်သွားနေပျောက်ဆုံးနေပြီလားငါ့ရဲ့အခြေအရာအရင်ကလိုမဟုတ်တော့ဘူးလားစသဖြင့်အဲ့လိုမျိုးမေးခွန်းမျိုးတွေလည်းကိုယ့်ကိုပြန်မေးနေရတတ်တယ်အဲ့ဒါကြောင့်6လောက်ပဲဆိုကာလာတွေမှာ တ္တရေးကံရင်ငွေကြီးကံရင်ဒီနှစ်ခုကလုံးဝကိုတတိထားမဲ့ထဲမှာပါနေမှာဖြစ်ပါတယ်မြစ်တရေးနဲ့ပတ်သက်လို့ညံ့သွားတယ်ဆိုတာကလေမကောင်းဘူးဆိုးသွားတာကိုပြောတာမျိုးမဟုတ်ဘူးများသောအားဖြင့်ချစ်သူရည်သားတွေရှိထားတဲ့သူတွေအနေနဲ့ဆိုပို့ပြီးတော့မှသိတာလေကိုယ့်ရဲ့အခြေအကကိုကိုနိုင်အနေနဲ့အဆင်ပြေအောင်ကြိုးစားပြီးမှနေပေးမယ်ဆိုပြီးတော့နေတယ်ဆိုရင်တောင်း တခုမဟုတ်တခုပြဿနာကြီးဖြစ်ပြီးတော့မှအဆင်မပြေရမျိုးတွေကများနေရတဲ့သဘောတွေကပြဿနာကြီးကြီးမားမားမျိုးမဟုတ်ဘဲနဲ့တည်တည်ဖွယ်ဖွယ်လေးတွေကနေနှစ်ယောက်သားအကြစိတ်ကတိကဖြစ်ရတာစိတ်ရှုပ်ရတာစိတ်တူဝေတရားလေးတွေကိုကိုယ်တိုင်ကဥပမာအလောက်ကအဆင်မပြေတော့မှအလောက်တွေကြိုးစားရင်မှလုံနေပါလေဆိုမြစ်တာကြီးရပါတခါအဲ အစင်မပြေတာထပ်ပြီးတော့ဖြစ်တယ်ရန်ဖြစ်เสียစကားမျိုးတွေပြောမိတယ်ရန်ဖြစ်เสียအကြောင်းအရာတွေပေါ်လာတယ်ဆိုတော့ဟာအလုံးလုံးနေရမှာမကောင်းပါဘူးဆိုနေရလက်တမျိုးအမ်ဒီလိုပုံစံမျိုးလေးတွေအကြားမှာနှစ်ယောက်သားအကြားအစင်မပြေတာမျိုးတွေဖြစ်တတ်တဲ့သဘောတွေอ่ะအဲ့တို့ကြောင့်မြစ်တာရေးပိုင်းဆိုင်ရာမှာလည်းချစ်သူကြီးသားတွေအကြားအိမ်အောင်ဘက်တွေအကြားမှာအထင်မြင်လွဲမှားရတတ်တဲ့အခိုက်အတန့်မျိုးတွေအယမ်းကိုများလာတတ်တယ်ကိုကိုနိုင်အနေနဲ့ကကိုယ့်ရဲ့မြစ်တာရေးမှာ နေလင်းကောက်ချစ်တယ်ငါလင်းလေးကိုချစ်တယ်နေလင်းကလည်းချစ်နေတယ်ဆိုတာတယောက်နဲ့တောင်းနေလဲတီလဲတီနေတယ်ငါဒါပေမဲ့ဒီအချိန်မှာငါဒီလောက်ကအရေးကြီးနေတယ်တော်တော်ကြောက်ငါဒါကိုလှုပ်ချစ်နေတယ်ဆိုတဲ့အနေထားမှာနေငါ့ကိုမနှောက်ရှက်နဲ့ခဏလေးနေပေးအောင်နေငါ့ကိုစိတ်မဆိုးနဲ့အောင်ငါအလုပ်ပြီးမှနေငါ့ကိုစိတ်ဆိုးစသဖြင့်အဲ့လိုပုံစံမျိုးဖြစ်နေချင်တာအခုကအဲ့လိုမဟုတ်နေဘူးတလွဲနေဖြစ်နေတာဆိုတော့ မြေတားရေးဘိုင်းဆိုင်ရာနဲ့အလောက်ကိုင်းနဲ့ဆက်ဆက်ပြီးတော့မှလူတယောက်မှအဆင်မပြေတာမျိုးအခက်အခဲတွေများသောတာမြဲများသောတဲ့အခိုက်အတန့်မျိုး6လပိုင်းမှာကြုံရတတ်တာဖြစ်ပါတယ်ဒါက6လပိုင်းကဆိုရယ်ကာလာအတွင်းမှာလူတော်တော်များများတွေးကြုံခံစားရတတ်တဲ့သဘောတရားမျိုးဖြစ်ပါတယ်ဆိုတော့အလောက်ကိုင်းနဲ့အခြေအနေကမျှကြီးမဖြစ်နေဘူးဆိုတဲ့အနေထားမှာအဆင်မပြေမှုတွေကြုံတွေ့သွားတတ်တဲ့သဘောတရားလို့သတ်မှတ်ရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ငွေကြေးဘိုင်းမှာရောမြေတားရေးနဲ့ပတ်သက်တော့သတိထားပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ချစ်သူဒါနဲ့ကိုယ်နဲ့အကြအထင်မြင်လွဲမှားတဲ့ပုံစံမျိုးတွေများသောအပြင်ဖြစ်တတ်ပါတယ်ကိုက ပြောချင်တာဒီလိုပုံစံမျိုးဒီလိုဒီလိုလေးနေဒါလေးကဒီလိုလေးရှိတယ်ငါတို့နေရာဒီလိုဒီလိုလေးသွားကြမယ်ပြောချင်တာတခုဒါပေမဲ့တခြားသူရဲ့စိတ်ထဲမှာထင်မှတ်သွားတဲ့အရာကတခုဖြစ်နေတယ်ဆိုတဲ့အနေထားမှာနှစ်ယောက်သားရဲ့သဘောတရားတွေကမညီမျှတော့ကိုကဖြစ်ချင်တာတစ်မျိုးသူကဖြစ်ချင်တာတစ်မျိုးကိုကပြောတာဒီလိုသူ့ရဲ့စိတ်ထဲမှာထင်တာဟိုလိုဆိုတော့နှစ်ယောက်သားကဘလို့မှညှိလို့နိုင်လို့အဆင်မပြေတော့ဘူးတရားတော်နဲ့မချစ်နေရသလိုလဲလဲကြတော့မဟုတ်ဘူးကိုလည်းသူ့ကိုချစ်တယ်သူလည်းကိုကိုချစ်တယ်ဒါပေမဲ့နှစ်ယောက်သားကြားထဲမှာအဲ့လိုအကြောင်းရင်းလေးတွေကြောင်းမှုလို့ပြဆက်ဆက်ပြီးတော့မှအဆင်မပြေတာလေးတွေကဖြစ်ပေါ်သွားတတ်တဲ့ပုံစံမျိုးရှိတာ ်နောက်တစ်ခုက6လပိုင်းစီကာလာတွေမှာလူတော်တော်များများရဲ့စိတ်ထဲမှာကအဲ့မြစ်တားရဲ့ထက်ဆိုင်အလောက်ကိုင်ပိုင်းကိုပို့ပြီးတော့မှဥစားပေးနေမိတဲ့အခိုက်အတန့်မျိုးတွေများတတ်တယ်ဆိုတော့ ငါမှာโอเคနင်းရှိတယ်ငါငါ့အစီတမှာနင်းအမြင်နဲ့ရှိတယ်ဒါပေမဲ့ငါအလုတ်ကအရေးကြီးနေငါဒါအောင်ငါလုတ်ကိုလုံမှရမယ်ငါဒီဟာကိုအချိန်ပေးရမယ်ငါအလုတ်ကိုငါအချိန်ပေးရမယ်ခဏနေအောင်စသဖြင့်ပေါ့ဗျာအဓိကကတော့ तू ကအလုတ်ကြိုက်နေပုံမှာပို့ပြီးတော့မှဒီအလုတ်ကိုကိုပို့ကပို့ပြီးတော့မှစိတ်ရောက်သွားတယ်ဆိုတဲ့အနေထားကို့မှာတခြားဒီအလုတ်ကြိုက်မဟုတ်ဘူးဆိုရင်တောင်မှအလုတ်ကြိုက်မရှိသေးတဲ့ဇုံတွဲနေဆိုရင်တောင်မှငါမှာမိသားစုကိစ္စငါရှိတယ်ဒါမှမဟုတ်ငါဂျပန်သွားဖို့ငါလုံနေတာငါဒီဟာလေးကငါအရေးကြီးနေတာငါဒါလေးကိုစူးစမ်းနေတယ်မြစ်တားကြီးကခဏနေအောင်ရိုင်းမဖြစ်အားသေးဘူး နော်ဒီလိုပုံစံမျိုးဖြစ်မရတတ်တဲ့အခိုက်အတန့်မျိုးများစွာဖြင့်ကြုံလာတတ်တာအဲ့ဒါကြောင့်ဒီဒီအလောက်ကိုင်းနဲ့ဒီမြစ်တိုင်ရင်းနဲ့ဆက်ဆက်ပြီးတော့မှဖြစ်တတ်တဲ့သဘောတရားလေးတွေအစစ်မပြည့်မှုလေးတွေချစ်သူကြီးသားစုံတွဲတဲ့အချားမှာများစွာဖြင့်ကြုံလာတတ်ပါတယ်ဆရာကြီးဆရာပြောတာလည်းမှန်တော့မှန်တယ်လို့ပဲသူအခုအလုပ်တွေနည်းနည်းအစစ်မပြည့်ဘူးလို့တော့အတန်ကြားတယ်သူလည်းသူ့ပြဿနာနဲ့သူရှုံနေတာပဲဖြစ်မှာပါအဲ့ဒါကိုကျမစိတ်တည်သွားကောက်နေပြီးတော့နှစ်ယောက်သားရန်ဖြစ်ကြတာဟမ်ဒီလိုမျိုးလေးတွေပေါ့နော်ဆိုလိုချင်တာကတော့ဆက်ဆက်ပြီးတော့မှတွေးကြည့်လို့ရတယ်နှစ်ယောက်သားအချားချစ်သူကြီးသားတွေအချား အစစ်မပြေတဲ့ပြဿနာလေးတွေအခက်ခဲလေးတွေအိမ်အောင်ရေးမှာအစစ်မပြေဖြစ်ရတဲ့အခက်ခဲလေးတွေအနည်းငယ်ကအလောက်ကိုင်းဘိုင်းလေးနဲ့ဆက်ဆက်ပြီးတော့မှဖြစ်ပေါ်သွားရတတ်တဲ့အကြောင်းအရာတွေများသောအားဖြင့်ပါလာတတ်တဲ့ဆိုတော့ကို့မှာချစ်တူရည်သာမရှိနေဘူးဆိုရင်တောင်မှ ိုယ့်ရဲ့မေတ္တာကြီးမှာကိုကိုယ်တိုင်အနေနဲ့ကတိတ်ပြီးတော့စိတ်မရောက်နေပဲနဲ့ကိုယ့်ရဲ့အလုပ်ဒီပေါ်မှာလုပ်ကင်ဒီပေါ်မှာလုပ်ငန်းဆောင်တာတွေတခုခုအပေါ်မှာစိတ်ရောက်ပြီးတော့မှပို့ပြီးတော့မှစိတ်နှစ်မိနေတဲ့အခိုက်အတန့်မျိုးတွေများသောဖြင့်ကြုံရတတ်တယ်အခုပြောနေတဲ့အရာတွေကအိမ်အောင်ရှင်နေဆိုပို့ပြီးတော့မှတိတာလိမ့်မယ်ချစ်တူကြီးသားဇုံတွဲတဲ့အကြအချိန်ကာလတော်တော်ကြာကြာတွဲနေခဲ့တဲ့ချစ်တူကြီးသားတွေဆိုဒီ6လပိုင်းတွေမှာကျွန်တော်ရှိရပြောသွားတဲ့အကြောင်းအရာတွေကပို့ပြီးတော့မှတိတိတာတာထင်ထင်ရှားရှားဖြစ်မဲ့အကြောင်းအရာတွေဖြစ်ပါတယ်အဲ ကောင်လေးကအဲကောင်လေးနဲ့ကျမနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့ तू ကကျမပေါ်မှာစိတ်စိတ်မရောက်နေဘူးလို့ခံစားနေရတာအဲ့ဒါဘာကြောင့်လဲအဖြေထုတ်ကြည့်လိုက်သူ့မှာသူ့ဆောက်ပဒနာတွေသူရှုပ်သူ့အလုံးနဲ့သူကိုလဲနေရသူ့အလုံးနဲ့သူကလည်းသူသူကိုတိုင်နေပတ်ပြီးတော့မှပြဿနာတွေများတယ်အဲ့ဒါကို तू ကမြေတားရေးမှာဗတ်တခါပြဿနာတက်တော့အဲ့ကောင်အဆင်မပြေတော့အဲဒီလိုပုံစံမျိုးပေါ့နော်နားလေတွေ့အောင်မြင်းသားထင်သာရှိအောင်နမူနာပေးပြီးမှပြပြပေးတာဆိုတော့ မြစ်တိုင်းနဲ့ပတ်သက်တာအလောက်ကိုင်းနဲ့ပတ်သက်တာငွေကြီးနဲ့ပတ်သက်တာသတိထားပေးရမှာဖြစ်ပါတယ်ဆိုတော့မြစ်တိုင်းရေးမှာဆရာကြီးဆရာပြောသလိုကျွန်မကမဖြစ်ဘူးမြစ်တိုင်းရေးမှာလုံးဝအဆင်ပြေနေတယ်ဆိုတော့လူတွေနေနေကကျတော့သူကငွေကြီးမှာပြဿနာသွားဖြစ်တယ်ဆိုတော့ငွေကြီးပိုင်းဆိုင်ရာမှာပြဿနာဖြစ်တယ်အခြေကြီးကတော့အဆင်ပြေပါတယ်ဒါပေမဲ့အခြေကြီးမြစ်တိုင်းရေးကအဆင်ပြေပြီးတော့ပျော်ရွှင်နေရတယ်ဆိုပေအောင်တော့ကိုယ့်ရဲ့အလောက်ကိုင်းငွေကြီးပိုင်းမှာကိုကတီးတတာထင်းထင်းရှားရှားကြီးမအောင်မြင်နေဘူးကိုလုံးလိုက်တာကိုကဒီလိုလူလေးဒီလိုလေးမှန်းထားတယ်ငါငါးလပိုင်းတော့ငါဒီလိုလူမှန်းထားလား၆လပိုင်းမှာငါဒီလိုလူဖြစ်ရမယ်လို့မှန်းထားလားဒါပေမဲ့အခု၆လပိုင်းလည်းရောက်တော့ငါမှန်းထားလို့မဖြစ်တော့ တော့အဲ့လိုမျိုးစိတ်အစစ်မပြေတတ်တဲ့အခိုက်အတန့်မျိုးတွေများသွားပြီးကြုံလာတတ်တာဖြစ်ပါတယ်လုပ်ငန်းတွေအစစ်မပြေဘူးကြာရှုံးမယ်မအောင်မြင်ဘူးဆိုလိုနေတာမျိုးမဟုတ်ဘူး6လပိုင်းဆိုရင်ကာလာတွေမှာအလောက်ကင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကိုထင်မှတ်ထားသလိုမျော်လင့်ထားသလိုမျိုးမဖြစ်နေဘူးဆိုတဲ့အနေထားတွေမှာကိုကဝလုံးနဲ့ပတ်ရံတော့တာအဲ့လိုပုံစံမျိုးအဲဆရာကြီးယောက်ျားသူ့ရဲ့အလုပ်တွေမှာအစစ်မပြေတာတော့ဟုတ်ပါတယ်ဆရာကြီး तू ကအလုပ်တွေမှာအစစ်မပြေတဲ့ဟာတွေကို तू အိမ်ပြန်လာရင်ကျမတို့သားမီးတို့ပဲပတ်ပြီးရန်ရှာနေတာအဲဒီလိုပုံစံမျိုးပေါ့ယောက်ျားလေးတွေအနေနဲ့ဒီဗီဒီယိုကြည့်မယ်ဆိုတော့ထို့အတူပဲကိုကိုကိုနိုင်အနေနဲ့ယောက်ျားလေးတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင် ်ကို့မှာတခြားလှုပ်စရာတွေအလုတ်ကင်တွေမိသားစုကိစ္စတွေတခြားကို့မှာခေါင်းရှုပ်ရမယ်တကယ်ရှည်ရည်တော့ကိုခေါင်းရှုပ်ရမယ်အရာတွေရှိနေတာဟုတ်မှာ ကိုယ့်ရဲ့အိမ်မှာရှိတဲ့အမျိုးသမီးတမို့ကိုယ့်ရဲ့ကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်ကိုအဲ့အရာတွေကိုနားလည်းမပေးဘဲနဲ့အဲဘယ်လိုလဲရန်စကားတွေအဖြစ်စိမဲ့ဟာတွေဘာလို့ဂယူးမဆိုင်တာတော့ဘာလို့အချိန်မပေးတာလဲဒီလိုပုံစံနေပဲပြောလာတယ်ဆိုတဲ့အနေထားမှာယောက်ျားလေးတွေအဆင်မပြေတော့ဘူးဒါဒီဗီဒီယိုယောက်ျားလေးချင်းဒီကိစ္စပို့ပြီးတော့မသိတာအဲ့လိုပုံစံမျိုးဆိုတော့6လောက်ဝင်ဆိုကာလာတွဲမှာအဲ့ဒီပြဿနာနှစ်ခုအနေနဲ့ကများသောအားဖြင့်ယောက်ျားလေးတွေရောမိန်းကလေးတွေရောတွေ့ကြုံခံစားရတတ်တဲ့ပြဿနာမျိုးတွေလို့ဒါ6လောက်ဝင်ဆိုကာလာမှာတတ်မှတ်ရမှာဖြစ်တယ်အဓိကတော့မြေတားရေးပိုင်းဆိုင်ရာနဲ့ဒီအလောက်ကင်ငွေကြေးပိုင်းဆိုင်ရာနှစ်ခုဆက်ဆက်ပြီးတော့မှနှစ်ယောက်သားအကြာချစ်တူပြီးသားလေ အကြအိမ်တော်ဘက်တွေအကြမှာဖြစ်တတ်တဲ့ပြဿနာလို့သတ်မှတ်ရတာဖြစ်ပါတယ်။ယောက်ျားလေးဒီဘက်ကနေကြည့်ရင်တော့ပို့ပြီးတော့မှတိတာတယ်ထင်ရှားတယ်ပေါ့။အဲ့လိုပုံစံမျိုးငါနေကိုမချစ်ဘူးမဟုတ်ငါနေကိုချစ်တယ်တန်အောင်နေလည်းရှိတယ်။နင်းနဲ့စကားမပြောချင်တာမဟုတ်ငင်းကိုအချိန်မပေးချင်တာမျိုးလည်းမဟုတ်ဘူး။အမင်းနဲ့ဟိုဟိုဖုန်းနဲ့ဘာတွေမပြောချင်တာမျိုးလည်းမဟုတ်ဘူး။ငါမှဒါလေးပြီးရှိနေတဲ့ကြောင့်ငါဒါလေးတွေကိုလှုပ်လိုက်လို့မယ်။ငါဒါတတ်တော့ငါရေးကြည့်တယ်။ဒါလိုပုံစံမျိုးပေါ့နော်။ယောက်ျားလေးတွေနေနေဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း ကိုကဒီကိုရဲ့ချစ်သူကြီးသားရလာပြီကိုကချစ်သူကြီးသားရှိထားတယ်ကိုမှအိမ်အောင်ရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီကိုရဲ့ချစ်သူကြီးသားနဲ့ကိုနဲ့အကြာအဟာတွေကိုသူကတိတ်ပြီးတော့မှဂရုမစိုက်တော့ဘူးအလားမဲ့အနာကက်အတွက်ကိုယောက်ျားလေးတွေကပို့ပြီးတော့မှကယူဆိုင်သွားမယ်ဆိုတဲ့အနေထားဒါမဲ့အရောလဲဆိုတော့ဥပမာအဲဒီကောင်မလေးကိုငါရပြီဒီကောင်မလေးနဲ့ငါနဲ့အခုလက်ရှိတွဲနေပြီဆိုတဲ့အနေထားမှာ သူနဲ့လာမဲ့အနာဂတ်အတွက်ဩငါသူနဲ့အိမ်တော်ပြုပြီးငါဘာလို့လုပ်ရမလဲအဲ့တော့ငါအခုကြိုးစားရမယ်ဒါလိုပုံစံမျိုးတွေများသွားပြီးဖြစ်နေတတ်တယ်ဆိုတော့အဓိကတော့6လောက်မယ်ဆိုကာလာတွင်မှာမြစ်တာရေးဘိုင်းဆိုင်ရာနဲ့ပတ်သက်တာအငွေကြေးဘိုင်းအလုတ်ကင်ဘိုင်းဆိုင်ရာလေးမှာနည်းနည်းလေးပေါ့နော်သူကနည်းနည်း gap ဖြစ်နေတဲ့ပုံစံလေးသွားတာအဆင်မပြေဘူးပြေးတယ်နည်းနည်းလေးချော့နေရအဲ့လိုပုံစံမျိုးအဲပြေးမဲ့ဟာချက်ချင်းမပြေဘူးနဲ့လွယ်လွယ်ချော်ချော်လေးဒီစသဖြင့်ကြုံနေရတတ်တဲ့သဘောတွေကတော့တတ်မှတ်လို့ရပါတယ်မြင်းသားရှင်းသားထင်းသားရှိမယ်လို့ထင်တယ်နော်ဆိုတော့6လောက်မယ်ကာလာတွင်မှာကျွန်တော်ရှိရပြောပြသွားတဲ့ကိစ္စတွေတော်တော်များများ ဒါလူတိုင်းနှီးပါအနေနဲ့တွေ့ကြုံခံစားလာမယ့်အရာတွေဖြစ်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်အနေနဲ့မြင်သာထင်သာရှိအောင်လာရောက်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျ